ငြိမ်းချမ်းရေးကပြည်သူလူထု၏ငြိမ်းချမ်းရေးဖြစ်ရပေမည်လူနည်းစုလက်ထုပ်စာ၏ငြိမ်းချမ်းရေးမဟုတ်မိမိအာဏာတည်မြဲကဆက်လက်နေနိုင်ရေးအတွက်ကိုချိုးကြည့်ငြိမ်းချမ်းရေးမဟုတ်အနောင်မဲမင်္ဂလာပါရှင်အဖက်စင်တင်းငွေနေ့တိုင်းထုံးလွှင့်နေကြဖြစ်တဲ့ကြံရီကပြောတဲ့ဒေါ်လန်ရေးစကားစီစဉ်ကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီတစ်ပတ်အနေနဲ့ကျမရွေးချယ်ထားတဲ့ကြံဆရာကတော့ ကြပြစရာမောင်ဆိုးချိန်ပဲဖြစ်ပါရဲ့ရှင်ဒီတစ်ပတ်အတွက်ကြပြစရာမောင်ဆိုးချိန်ကဆရာကြီးတကုံတာယာရဲ့တရား6နှစ်မြောက်မွေးနေ့အတွက်ရည်ရွယ်၍မွေးနေ့တရား6ကြိမ်မှာလဲသူ့ရဲ့ငိမ့်ချမ်းရေဂျိုးကူတံမှာပဲဆိုတဲ့ကြပြကိုရွတ်ဖတ်ပေးမှာပဲဖြစ်ပါရဲ့ရှင်ကျမနဲ့အတူတော်လံပြည်သူများအားလုံးကြပြစရာမောင်ဆိုးချိန်ရဲ့မွေးနေ့တရား6ကြိမ်မြောက်လဲ သူ့ရဲ့ငြိမ်းချမ်းရေးဂျိုးကူတန်မာပဲဆိုတဲ့ကြပြကိုနားစင်ခံစားကြည့်ကြရအောင်လားရှင်ကြပြကောင်းစင်ရတော့မွေးနေ့တရ6ကြိမ်မှလေသူ့ရဲ့ငြိမ်းချမ်းရေးဂျိုးကူတန်ပါပဲပြန်ပြီးပြောပါဦးမယ်ဗျာမွေးနေ့တရ6ကြိမ်မှလေသူ့ရဲ့ငြိမ်းချမ်းရေးဂျိုးကူတန်ပါပဲကြပြကောင်းစင်ပါဒီကြပြက 生意的工大呀，第二，第二创业门的加油的，买了生意的，那看我们的菜啊，下一个牛肉，搞了丢久嘞，个边啊，吃饱边啊，这个边个下一的工，的工大呀也啊，对一好，啊油厂个，几牛逼，这个边个混了地高呢，吃饱了，好了，生意呀，第二。 2025မေလ10နေ့ညနေ6:00နာရီခွဲမှာဆိုရင်ဆရာကြီးရဲ့အသက်106နှစ်မြောက်ဝင်းနေ့ကြာရောက်ပါပြီအဲ့တော့ဆရာကြီးကိုရီမှွန်းပြီးတော့ရီစုပြီးတော့ဥညွဂါရောပြုတဲ့ဒီကဗျာဟာဆရာကြီးရဲ့ငင်းချမ်းရေးလွတ်လပ်ရေးလွတ်လပ်ရေးနဲ့ငင်းချမ်းရေးအတွေးခေါ်ပေါ်မှာအခြေခံပြီးတော့ရေးဖွဲ့တဲ့ကဗျာကြီးဖြစ်ပါတယ် 搿边撇吧，搿边也洗吧，好了。第一个边哈，夏季啊，我们来们慢慢看不蛮家养生呀，江浙北北面家夏天酷热，天热，稍微一皮点热受不了。那时、个、候，那穿十冬天，那七三斤，还苗头都苗叶，虽然那学生呢批点没有头来也过来的嘛。夏季啊，半门开了，人家一扛着，人家一扛着。 စာပေလှုပ်ရှားမှုခေါင်းဆောင်တဦးဖြစ်ပါလေဗျာကျွန်တော်တို့ရဲ့စာပေဖခင်ကြီးဖြစ်ပါညီညာကြီးဖခင်ကြီးလည်းဖြစ်ပါကျွန်တော်တို့ဟာ62 84 85မျိုးဆက်ဒီမှာပါဝင်ပြီးတော့လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီကဗျာရှိကြီးကိုရေးတဲ့အခါမှာဆရာကြီးတကုံကာရရဲ့လွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေးအတွေးခေါ်ဘောလာပေါ်မှာကျွန်တော်ရေးဆက်ချင်း ဖြစ်ပါတယ်ဆိုတာစောစောကလည်းကျွန်တော်အစီရင်ခံခဲ့ပါတယ်အဲ့ဒါကြောင့်မလို့ဆရာကြီးဒဂုံတာယာရဲ့1948တာယာမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့အတွေးခေါ်သဘောထားစာပိုက်ကိုကျွန်တော်ဖတ်ပြပေးရစီညာဒါမှကျွန်တော်ကဗျာပို့ပြီးတော့တက်ဝင်လှုပ်ရှားလာမှာဖြစ်ပါတယ်ပို့ပြီးတော့ကကဗျာခံစားသူများအနေနဲ့လက်ဆိုင်သွားပို့ပြီးတော့ခံစားနိုင်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 မယ်ကျွန်တော်မျှော်လင့်ထားပါတယ်အဲ့ဒါကြောင့်ဒီစာပိုက်ကလေးကိုနားဆင် ခံစားကြည့်ကြပါလွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေးလွတ်လပ်ရေးကမှငြိမ်းချမ်းရေးကိုပေးနိုင်ပြီသည်လွတ်လပ်ရေးအစ်စ်သည်ငြိမ်းချမ်းရေးအစ်စ်ကိုပေးပေမည်မလွတ်လပ်လျင်တကယ်ငြိမ်းချမ်းရေးကိုပေးမည်မဟုတ်ပေစည်သာပြည်သူတို့၏ဝဝလင်းလင်းစားနိုင်ရေးဝဝလင်းလင်းနေနိုင်ရေးစသောလူရန်းစားအခွင့်ရေးလွတ်လပ်ခွင့်ဒီသာလျှင် လွတ်လပ်ရေးဖြစ်သည်ဤလွတ်လပ်ရေးရသည်ငြိမ်းချမ်းရပေမည်ငြိမ်းချမ်းရေးကပြည်သူလူထု၏ငြိမ်းချမ်းရေးဖြစ်ရပေမည်လူနည်းစုလက်တဆုပ်စာ၏ငြိမ်းချမ်းရေးမဟုတ်မိမိအာဏာတည်မြဲကဆက်လက်နေနိုင်ရေးအတွက်ကိုချိုးကြည့်ငြိမ်းချမ်းရေးမဟုတ်အမျှစွန်းများများရအောင်အမျှစွန်းရရန်ကုံတွယ်နိုင်အောင်ကုံတွယ်နိုင်ရန်အတွက် လမ်းမဆက်သွယ်ရေးကောင်းအောင်လမ်းမအဆက်သွယ်ကောင်းရအတွက်ငြင်းချမ်းကျင်သောကိုချိုးကြည့်လက်ဝကြီးအုပ်ကုံတယ်များဤငြင်းချမ်းရေကမဟုတ်ရတကယ်ပြည်သူလူထုဤလူလန်းစီနေနိုင်ရေးစားတော့ရေးဘူးအပြည့်ဝပေးသောငြင်းချမ်းကြီးသာလျှင်တကယ်ငြင်းချမ်းရေးအစ်စ်ပင် ဤငိမ့်ချမ်းရေးသာသည်ပြည်သူငိမ့်ချမ်းရေးဖြစ်ပေသည်တကုံတရား1948ဖြစ်ပါတယ်အဲ့ဒီဆရာကြီးတကုံတရားရဲ့ငိမ့်ချမ်းရေးနဲ့လွတ်လပ်ရေးရှုပ်ရင်ခံစားချက်တွေးခေါ်ချက်ပေါ်မှာမူတည်ပြီးတော့ဆရာကြီးရဲ့ဒီနေ့တရား6နှစ်မြောက်မွေးနေ့အတွက်ဒီကဗျာကိုဆရာကြီးရောဆရာကြီးအပူဇော်ကြော့တဲ့အနေနဲ့ ရေးဆက်ဒီကုံထားတာဖြစ်ပါတယ်အားလုံးသောမိတ်ဆွေများရဲဘော်များတိုးတက်သောပြည်သူများခင်ဗျာနားဆင်ခံစားပြီးကြပါခဗျာခေါင်းစဉ်မွေးနေ့106ကြိမ်မှလဲသူ့ရဲ့ငင်းချမ်းရေးဂျိုးကူတံပါပဲဆရာကြီးဒဂုံတရား106နှစ်မွေးနေ့တို့တကူကူကူရွှေဂျိုးပြူငွေဂျိုးပြူတေးဂျူစမ်းပါကွဝေးသူ လွမ်းပါလှဲ့သူ့ရဲ့ညဉ့်ညာရေးတေးလံနာသာဇမ်းပါကွက်ခေါရီမာသူကဒီလိုဖွင့်ဆိုအတိတ်ပဲအပြီးတမှာအခွန်သိတ်ကျက်လူပန်းပွေပန်းပေါင်းဆိုလူနေ့ညများစွာအောက်ဆုံးလွာစင်ရသာပြည်သူဒစိတ်တဝန်းတဲ့လူတို့ပင် ဝဝလင်းလင်းစားနေရေးဝဝလင်းလင်းနေနိုင်ရေးလွတ်လပ်ခွင့်ပြီးပါလွတ်လပ်ရေးလွတ်လပ်ရေးရရင်ငြိမ်းချမ်းရပြီငြိမ်းပြည်သူငြိမ်းချမ်းရေးဖြစ်ပြီလွတ်လပ်ရေးရလေငြိမ်းချမ်းရပြီပြည်သူငြိမ်းချမ်းရေးဖြစ်ရဖြစ်ပြီလက်သက်ဆုပ်စာအတွက်ငြိမ်းချမ်းရေးမဟုတ် အာနာတိမြဲရဲ့အတွက်ငြိမ်းချမ်းရေးမဟုတ်ကိုချိုးကြည့်အမြတ်အစွန်းထုတ်လဝကြီးအုပ်ကုံတဲ့များအတွက်ငြိမ်းချမ်းရေးမဟုတ်ခြေလေသူတစုအတွက်ငြိမ်းချမ်းရေးမဟုတ်ပြည်သူလူထုအတွက်လူရန်းစီနီနံရေးစားတော့ရေးအပြည့်အဝပေးငြိမ်းချမ်းရေးသည်သာပြည်သူ ငြိမ်းချမ်းရေးစစ်စစ်ပါပန်းတို့ဘယင်မပန်းသစီပြင်းပြင်းဆန်တို့ကပွင့်စီတဲ့လွတ်လပ်ခွင့်မဟုတ်လမ်းမေးမှာခြုံွယ်ပိတ်ပေါင်းများစွာတဲ့အားခဲပွင့်ရရှာအောက်ဆုံးလွှာပန်းမာလာပွင့်လွတ်လပ်ခွင့်ပြီးသားငြိမ်းချမ်းရေးရစီမှာဒီမိုကရေစီရှုံးပါနေကြီး နှင်းပန်လေပြီအာကြွမြည်စီပန်းတိုင်းပွင့်စေဖြူနီပြဝါရောင်စုံဖူးပွင့်ဝေစာစေချိုမြရနတ်ပန်းရနတ်တွေပြီကျွေးစေမွေးပြန့်ဝေပန်းရနတ်နေပြီကျွေးစေမွေးပြန့်ဝေလွတ်လိုက်ရင်ထွန်းတက်မှာ ညဉ့်ညာကြီးစစ်စစ်ရရှိမြည်လွတ်လပ်ရေးထွန်းတင်မှညဉ့်ညာကြီးစစ်စစ်ရရှိမယ်ချစ်မြတ်တာချစ်သစ်စွာပန်းပေါင်းဝေစာရောင်ဝါရှုံးလေမွေးပြန်မှာကျွန်တော်မောင်ဆိုးချီမှာခင်ဗျာဒီကဗျာကို2025မေလ9ရက်နေ့ကရေးစတီကုန်းခဲ့တဲ့ကဗျာဖြစ်ကြောင်းပါဗျာ အခုလိုနားဆင်ပြီးတဲ့အတွက်ကျေးဇူးပါဟုတ်ကဲ့ပါဆရာရင်အခုလိုဆရာကြီးတက္ကသိုလ်ရအတွက်ကြပြာကောင်းကြပြာတတ်များကိုရေးဖွဲ့ပေးခဲ့တဲ့ဖတ်ပြပေးခဲ့တဲ့ဆရာမောင်ဆိုးချိန်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆရာရင်ဆရာကြီးတက္ကသိုလ်ရရဲ့တရားစောင့်နှင်းမြမွေးနေ့ကိုလည်းကျမကဂုဏ်ပြုအပ်ပါတယ်ရှင်ဆရာကြီးတကုံတရာ1936ခုမြန်မာနိုင်ငံတော်ဆိုင်ရာကျောင်းသားများတမကဘဂတ မျိုးဆက်ဖြစ်ပါရဲ့ရှင်။ဆရာကြီးတကုံတာရရဲ့52နှစ်ပြည့်မှာပဲကျမကမွေးဖွားခဲ့တဲ့လူတစ်ယောက်ပါရှင်။ကျမက27နှစ်ဦးတော်လရဲ့မျိုးဆက်ပဲဖြစ်ပါရဲ့ရှင်။အခုပေါ့နော်ကျမတို့လက်ရှိဒီဖြတ်တန်းနေရတဲ့အာနာချင်းအမြင့်ဖြတ်ရေးအာနာရှင်အမြင့်မကြံတွန်းလှန်တိုက်ထုတ်ရေးမှာဒါဆရာဆရာတို့ရဲ့ခြေဆက်ခြေကပေးခဲ့တဲ့တော်လှန်ရေးမျိုးဆက်တွေကလက်ဆင့်ကမ်းလာတဲ့ တော်လာရဲ့အတွေ့အကြုံတော်လာရဲ့အတွေ့အကြုံအယူအဆတွေကိုကျမတို့ကလက်ခံနိုင်ရမှာပဲဖြစ်ပါရဲ့ရှင်တော်လန်ရေးနှောက်ရှားမှုတွေဟိုတော်လန်ရေးအတွေးအခေါ်တွေဒါကျမတို့ကကောင်းကောင်းကြီးပဲလက်ခံပြီးတော့မှနိုင်ယူကျင့်သုံးပြီးတော့မှကျမတို့ရှေ့ဆက်ရမှာဖြစ်ပါတယ်ရှင် အခုလည်းပဲဆရာကြီးတကုံတာယာရဲ့လွတ်လပ်ရင်းနဲ့ငိမ့်ချမ်းရေးအတွေးခေါ်တဘောတရားတွေကိုကပြဆရာမောင်ဆိုးချိန်ကဖတ်ကြားပြပေးတာပဲဖြစ်ပါရဲ့ရှင်။ဆရာကြီးရဲ့ဒီအတွေးခေါ်တွေတဘောတရားတွေကိုထင်ဟပ်ပြီးအလှတရားတွေနဲ့ကပြဆရာမောင်ဆိုးချိန်ကတီကုံဖွဲ့ဆိုခဲ့တဲ့အခါမှာကျမတို့ဒီလိုနာကြားရတဲ့အချိန်မှာပေါ့နော်။ဟိုရင်ထဲမှာပို့ပြီးလေးစားတာမျက်နှာတာပီတိဖြစ်တာမျိုးတွေလည်းဒါကျမတို့ခံစားရပါတယ်ရှင်။ ဒီဆရာကြီးတကုံတာရအတွက်ပေါ့နော်ကျမညကုံချုပ်ပြီးတော့ပြောရမယ်ဆိုရင်ကျမတို့ရဲ့စာပေဖခင်ကြီးဖြစ်တဲ့ငန်းချမ်းကြီးဖခင်ကြီးဖြစ်တဲ့တကုံတာရကြားနိုင်အောင်ကျမကဒီနေရာလေးကနေပြောပြရှင်းပါတယ်ချင်းဆရာကြီးကိုကျမပြောလိုက်ခြင်းတဲ့စကားကတော့ အာနာရှင်ဖက်စစ်တပ်ဟာတကယ်ငြိမ်းချမ်းရေးအစ်စ်ကိုသူတို့လှုပ်ဆောင်နေတာမဟုတ်ပါဘူးပေါ့နော်သူတို့လူတစုအာနာရရေးရက်တီရေးအတွက်ငြိမ်းချမ်းရေးအတုအယံတွေကိုသူတို့လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီမှာဒီနေရာကနေပြီးတော့ဆရာကြီးတကုံတရားကြားအောင်ကျွန်မကပြောပြလိုက်ပါတယ်ရှင်နောက်ထပ်နောက်ထပ်အစီအစဉ်တွေမှာလည်းဆရာမောင်စိုးချိုင်နဲ့အတူ ဒီလိုကပြာကောင်းနေနဲ့ကျမတို့ပြန်လည်ပြီးတော့ဆုံတွေ့ပြစီအောင်လို့ပြောကြရင်းနဲ့ဒီအစီအစဉ်ကိုနှိကုံချုပ်အပ်ပါတယ်ရှင်။နားဆင်ပေးကြတော့မိဘပြည်သူများတော်လန့်ပြည်သူများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။